တယုံမမပြာနဲ့မရနဲ့ဖျက်ခေါ်ခြင်းလို့နဲ့လိုက်ခြင်းခိုင်းလိုက်သွားလို့ရတယ်အော်ဆင်ကောင်းဖြစ်တာပေါ့ညီမလေးဟိုပြိတ္တတွေဆိုတာကတော့အမျိုးမျိုးရှိတယ်အမတို့တို့ပညာသမားတွေကလည်းပြိတ္တတွေရဲ့ပြောရဲဆိုတဲ့အတိုင်းအမတို့ကခံနိုင်ရှိရတယ်ပေါ့နော်အမအရင်တော့ဆိုလို့ရှိရင်အမတိုင်းပြောရရင်ဒီလိုမျိုးဟို comment တွေဆိုအမတော်တော်လေးကို ဟိုခံစားမိမှာဒါပေမဲ့အမကုနာပိုင်းကျတော့အေးထူလာတယ်ပဲပြောရမလားနောက်တစ်ခါကျတော့အမအတုတ်ကိုအမပုံနာလဲလာတာပေါ့နော်အင်းငါအကောင်းဆုံးကြိုးစားပြီးလုပ်တဲ့အခါမှာအမအမရဲ့ဒီတရုပ်ဆောင်မှုအပိုင်းမှာလိုရေပိုရေတွေကတော့အမရှိနေအောင်မှာပါ ိမ်မတီဟုတ်ရမတဲ့ဖြစ်ပြန်ရောက်လာပြီဟုတ်ကိုင်္ဂလာပါအဲအခုဒီစစ်ဆုံးသူရဲ့ထုတ်ပတ်တိဇလန်းရဲလေးထဲမှာတော့စစ်တပ်ကိုညာလင်းရွယ်ဆွဲကရက်တာအနေနဲ့မြင်ရမှာပါရှင်အဲမြန်မာစာကျောင်းသူနောက်ချစ်စရာကောင်းပြီးတော့မှဒီမိသားစုတွေတကယ်ချင်းတွေကိုအရင်ချစ်တတ်တဲ့သူပြီးရခါကျတော့ဖော်ရွေပြီးတော့မှဟိုပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ main ကလေးတယောက် နောက်ဆုံးမှာတော့သူ့ရဲ့အချစ်ဦးကိုတွေ့သွားပြီးတော့သူကလုံးဝအချစ်ဦးမလေးတယောက်ဖြစ်သွားတယ်အဲ့လိုရင်နှင်းစရာချစ်စရာလွမ်းမောစရာအဲ့လိုဇလန်းတွဲလေးကိုကြည့်ရမှာပါ ်အမုံမြင့်မှာလွင်ရတော့ feeling character ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုသဘုံစရာကောင်းတာလीเนาะအဲ့တော့အခုဒီအချစ်ဆုံးသူရဲ့အထောက်ပတ်တီမှာတော့ဆုတက်ကိုညာလေးနွယ်အဖြစ်နဲ့အများအဓိကတော့ညာလေးပေါ့ညာလေးအဖြစ်နဲ့ဆုတက်ကို နောက်ထပ် character တစ်မျိုးနဲ့မြင်ရမယ်အဲဆုတက်ပြောစင်တာကတော့ဒီကားလေးကအဲ romance drama စကားကောင်းလေးတကားတကယ်ကိုအာရှေးမှာကြည်ဘူးတဲ့ဒီဇလန်းတွဲတွေထဲမှာဆိုလို့ရှိရင် အများဆုံးဖြစ်တဲ့လောင်လေးဇလန်းတွဲညားရဲပေါ့နော်အဲ့ကြားတွေမှာလို့ခက်အေးအေးနဲ့အဲအခုလည်းမိုးတွေရွာနေတာဆိုတော့လေမိုးရင်းမှာဟိုဆစ်ဆစ်မြမြလေးနဲ့အဲ့လိုအချစ်တွေထုံမွန်းထားတဲ့ဇကားကောင်းလေးတကားကိုကြည့်ရမှာပါအဖေစားနိုင်တာလေချက်ကျွေးလိုက်ပါလားဘာလို့ရရန်ဆိုင်ဆိုင်နေပြောနေရတာလဲအဖေစားတဲ့နောက်ချက်ကျွေးရရှေ့ရှာပေးနိုင်ရောလားပြောအောင် အဘယ်လိုပြောမလဲညီမလေးရဲ့အမကတော့ကိုစွမ်းကျင်စွမ်းရှိတပြီစူးစမ်းတာပါပဲ။ဘာလို့ဆိုအမအမှုပညာကိုချစ်တယ်လေနော်။အမှုပညာကိုချစ်တယ်။အမအမှုပညာအလုပ်ကိုလှုပ်ချင်တယ်။ ဝါသနာပါတယ်ပေါ့နော်အဲအမရဲ့မိဘတွေဆိုလို့ရှိရင်စစ်စာပိုင်းမအိုပညာရေးပိုင်းကိုလိုက်စားစေခြင်းကြတယ်ဒါပေမဲ့ဒါကိုဆန့်ကျင်ပြီးတော့အမရွေးချယ်ခဲ့တဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်အမအနေနဲ့အမရွေးချယ်ခဲ့တဲ့လမ်းမှာအမအကောင်းဆုံးစူးစမ်းပြီးရှောက်လန်းရမယ်တောင်မှရှိတယ်ဘာလို့လဲဆိုတော့အမမိဘတွေဆိုလို့ရှိရင်အမကအဲဒါဘလို့ပဲဖြစ်ဖြစ်သူတို့အမကိုစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောပတ်မိုးပေးကြတယ်သူတွေအဲအဲ့အတွက်ကြောင့်အမအမအနေနဲ့ခံယူထားတာတော့အမမိဘတွေအတွက်အမအကောင်းဆုံးစူးစမ်းမယ် အမချစ်တဲ့အမှုပညာအလုပ်ကိုအဲအမအကောင်းဆုံးပုံ ဖော်ပြီးတော့အမလောက်ရတဲ့အလုပ်မှာတာဝန်ကြီးအောင်လုပ်မယ်ပေါ့နော်အမတော့အဲ့လိုစိတ်နေပဲသွားပါတယ်အဲ့အတွက်အဲ့ဒီပြင်ကိုအမ်ဘယ်လိုပြောရမလဲဆိုတော့အမဒီမမောက်ပေါပီနာပိုင်းဆိုလို့ရှိရင်အမဘာသာရေးလုပ်ဖြစ်တာလေးတခုရယ်နောက်တော့အမအမေနဲ့အဖေနဲ့အပေါ်မှာအမပို့ပြီးတော့ကျေးဇူးတည်တဲ့ပို့ချိုးစားရတယ်ပေါ့နော်အဲ့စိတ်လေးတခုကအမအတွက်အဲဒီကံကောင်းစေတယ်လို့ပဲပြောရမှာပါ ဟောစိတ်ကောင်းဖြစ်တာပေါ့ညီမလေးဟိုပြိသက်တွေဆိုတာကတော့အမျိုးမျိုးရှိတယ်အမတို့တို့ပညာသမားတွေကလည်းပြိသက်တွေပြောရဲဆိုရဲတောင်အမတို့ကခဏတိုင်းရှိရတယ်ပေါ့နော်အမအရင်တော့ဆိုလို့ရှိရင်အမတိုင်းပြောရရင်ဒီလိုမျိုးဟိုကွန်မန့်နေဆိုအမတော်တော်လေးဟို ဟိုခံစားမိမှာဒါပေမဲ့အမကုနာပိုင်းခြားတော့အေးထူလာတယ်ပဲပြောရမလားနောက်တစ်ခုကကျတော့အမအလုပ်ကိုအမပုံနာလဲ့လာတာပေါ့နော်အင်းကအကောင်းဆုံးကြိုးစားပြီးလုပ်တဲ့အခါမှာအမအမရဲ့ဒီတရုပ်ဆောင်မှုအပိုင်းမှာလိုရယ်ပိုရယ်တွေကတော့အမရှိနေအောင်မှာပါအဲ့ထွက်လဲအမဒီအမတရုပ်ဆောင်တာအမတရားခိုင်နှုန်းကောင်းပါတယ်လို့အမမပြောပါဘူးဒါပေမဲ့အမကြိုးစားထားတယ်လို့ပဲအမပြောချင်တယ်ပေါ့နော်အမကြိုးစားပါတယ်ဒီအလုပ်ပေါ်မှာအမသစ္စာရှိရှိနဲ့အမကြိုးစားတယ်အမကိုပေးတဲ့အခွင့်အရေးအပေါ်မှာအမရေရိုးသားသားနဲ့အမအလုပ်လုပ်တယ်ဒါကတော့အမမိဘတွေလည်းအမကိုတင်ကြားထားတဲ့အရာပေါ့အဲ့တော့မိဘတွေဆိုတော့ အဲဒီတခြားဒီခုနှစ်သားခုနှစ်သမီးတွေကိုဒီလိုပြောကြတဲ့အခါမှာသူတို့ဟောစိတ်မကောင်းဖြစ်ကြတာပေါ့ကွန်မန့်တွေဖက်ပြီးတော့ထုတ်မပြောရင်သာရှိရင်ရှိမယ်ပေါ့မေမေဆိုလို့ရှိရင် main ကလေးဆိုတော့မိမတွေကကြတော့ပုံပြီးစကားမြန်မြန်ပြောတယ်လေအဲ့တော့မေမေကတော့ပုံစံမကောင်းဖြစ်တာပေါ့ဒါပေမဲ့ဆုတက်ကပြောပါတယ်ဘလို့ပဲဖြစ်ဖြစ်အဲဆုတို့အလုတ်ကလူအများနဲ့လောက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုအရာတွေကကြုံတွေ့ရမှာပဲအဓိကကိုယ့်အလုတ်ကိုကိုယ်အကောင်းဆုံးလုပ်ပြီးတော့အားလုံးပေါ်မှာမြစ်တာထားနိုင်မှုအရေးကြီးပါတယ်မုံတဲ့ character တယောက်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်မုံချ မှာတော့ဒါသဘာဝပါပဲဒါပေမဲ့သူတက်ကိုစောနာပြောဆိုတော့ personally ya attack လောက်တာမျိုးတွေကကြတော့တချို့က ခံကောမုံနေရဆဲရှိမယ်။ဒါပေမဲ့သူတို့လည်းကျွန်မတို့မမုံပါနဲ့ဘယ်လိုလုပ်တော့ပြောလို့ရမလဲနော်။တချို့တွေဆိုလို့ရှိရင်မျက်နာမြင်ကလေးကဟိုကိုဘလောက်ပဲချစ်မွေးပါအောင်ပဲနေနေကိုကဘလောက်ပဲစိတ်ကောင်းရှိပါတယ်ဘလောက်ပဲကိုအဲဒီလူပေါ်မှာစေတနာထားပါတယ်ပြောပြောကိုရှိမရတယ်လို့ဆိုတာလေရှိနေနိုင်တာပဲ။လူအများကြီးကကိုကိုချစ်ပြီးလက်ခံနိုင်မှုဆိုတာဒါမဖြစ်နိုင်တဲ့ကိစ္စပါ။အဲ့ခါကျတော့အမကဒီပေါ်မှာအဲကိုကိုအသက်လွတ်ပေါ့နော် ပြောဆိုဝေဖန်တဲ့ဟာပေါ်မှာတော့အမကတတ်နိုင်သလောက်ခံစားမှုမရှိအောင် းစားပြီးတော့နေပါတယ်ဒါပေမဲ့မိဘကတော့မိဘအလျောက်တော့သူမွေးထားတဲ့တားသမီးဆိုတော့ဖြစ်ကြမှာပဲဒါလည်းအခုဗီဒီယိုကြည့်နေတဲ့လူတွေဆိုလို့ရှိရင်လည်းသိမှာပဲလူတိုင်းမှာမိဘရှိရယ်မိဘနေရာရဝန်ခံစားခြင်းကိုသားသမီးကိုဆိုတာမိဘတွေအကောင့်လေးကြီးပဲဖြစ်စေချင်ကြတာပဲပေါ့နော်ဒါပေမဲ့အမအမေနဲ့ဖေနေရာသူတို့လည်းဟိုဘလို့ပဲဖြစ်ဖြစ်စိတ်ထားတတ်တဲ့အထဲမှာတော့ပါပါတယ်အမလည်းသူတို့ဖြောင်းဖြားတယ်လေအဲတော့ဒီကတော့ဇက်ကောင်ကြီးကအမပြောဆိုခံရတာပဲအဲဒါကိုမိထားလိုက်ပါအဲအဓိကတော့မလုပ်ဆရာရှိရလို့ကိုအကောင်းဆုံးစူးစမ်းပြီးတော့အမလုပ်ရမယ်နောက်တစ်ခုအမပို့ကောင်းအောင်အမစူးစမ်းရမယ်အမအနေနဲ့ဒီဇိုင်းမ မ်မတ်နဲ့ဒီလမ်းပေါ်မှာအမမမှန်ကန်ကန်နဲ့ရိုးသသာရှောင်နေတယ်ဆိုလို့ရှိရင်အနုပညာဝန်ဆောင်ဖြစ်နေတယ်ဆိုလို့ရှိရင်ဟွပရိသတ်မြစ်တာအမရမယ်ဆိုတာအာအမဒါဟိုဘယ်လိုပြောရမလဲဒီအမခံရဲတယ်ပေါ့နော်အဲ့အတွက်အမအမကိုအမအမ discipline ထားပြီးတော့အမစူးစမ်းမယ်အဲအမမိဘပေါ်မှာပို့ပြီးတော့တည်တတ်မယ်နောက်ဘာသာရေးပို့လို့မယ်အမဒါဒီတော့မှုပဲအမ တက်ထားပြီးတော့ဘဝကို80လျှောက်ပါတယ်အဲ့အတွက်ချက်ချင်းမုန်းခြင်းလည်းမရှိပါဘူးအဲဒီကိုချစ်ပေးတဲ့သူတွေအတွက်ကိုကတော့ကိုကပိုကျေစုတင်ပြီးပိုကြိုးစားရမယ်ဆိုရအတိတော့ရှိရကိုမုန်းနေတဲ့သူအတွက်ကိုလည်းကိုစိတ်ထဲမှာသူတို့အဲဟိုမုန်းစိတ်မရှိအောင်အမနေတယ်အဲအမမြေတားနဲ့နေတယ်မြေတားနဲ့လုံးဝနေလို့မရတော့ရင်အမဥပ္ပခာနဲ့နေပါတယ်